ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်အတွေ့ကျွန်တော်မြင်စီစဉ်ကနေပြီးတော့တော်လန်ပြည်သူအားလုံးကို ဖိတ်ခေါ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လုပ်ပြီးသွားကြပါအောင်ကျွန်တော်ရဲ့ channel အာတသိန်းပြည့်အောင်မယ်ပေါ့နော်အဲ့တော့ဟိုတသိန်းပြည့်အောင်လည်းဝိုင်းပြီးတော့ပံ့ပိုးပေးကြပါအောင်အဲ့တော့ကျေးဇူးတင်ပါတယ်အဲ့တော့ဆက်ပြီးတော့ပေါ့နော်ဟိုရက်တည်နိုင်မှုအတွက်ပါပေါ့နော်ဟိုဟိုတမင်တသက် follower တွေ subscriber တွေ share တော့မဟုတ်ပါဘူး။အာတသိန်းပြည့်ပြည့်လေးကိုလိုချင်လို့ပါပေါ့နော်။အဲ့တော့ subscribe လေးလည်းလုပ်ပေးပါကြပါအောင်။ကြော်ညာလည်းဝင်ရသေးရပါတော့။အဲ့တော့ထုံးစံတိုင်းပဲ video ကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ဗျာ။ကဲအဲ့ဒါဆိုကျွန်တော်တို့စလိုက်အောင်။ကဲစမယ်။ Okay အဲ့တော့ဒီအပိုင်းရလေးကဟိုပေါ့နော်။ဟိုတိုက်ပွဲသတင်းတွေလည်းကျွန်တော်ခက်ဆစ်စိတ်ပြန်ကြားရတယ်။အာတိုက်ပွဲနဲ့ပတ်သက်တဲ့ ပုံဥစ္စာတွေလည်းအများကြီးကျွန်တော်တို့ပြန်ချရတယ်ပေါ့နော်အဲ့တော့ကြားရတဲ့အထဲမှာပါတချို့တချို့တော့အာတည်င်းတွေကိုကျွန်တော်တို့အရင်ဆုံးစကြည့်အောင်အဲ့တော့တည်င်းတွေကိုစပြီးမပြောခင်ပေါ့နော်ဘာမို့ကလုံးတကောပေါ့နော်ဘာဒီလောင်တွေလဲကျွန်တော်တို့စကြည့်အောင်အဲ့တော့အကြောင်းအရာကိုကျွန်တော်မပြောသေးဘူးအရင်ဆုံးဗီဒီယိုလေးကိုပဲကျွန်တော်အရင်ဆုံးကြည့်အောင်အဲပေါကလုံးဖြစ်ပါလေပေါကလုံးပါဆိုလို့ရှိရင်နေရာမှာ ော်မရေရဘက်မှာမရေရမှာလည်းတိုက်ပွဲဖြစ်တယ်ပေါ့ဗျာတိုက်ပွဲဖြစ်တယ်ဖြစ်တယ်ခါတော့เนี่ยဆိုလို့ရှိရင်ဥစဉ်တော့ဒါ Beauty City ပေါ့เนาะဒါနဲ့ဟိုကြီးလို့တယ်အဲเนาะအဲအထက်ကိုသူကတင်ပြတော့ဒီကြီးလို့တဲ့နေရာကိုဘာလဲဆိုတော့တိုက်ပွဲမဖြစ်ဘူးဆိုပြီးမှသူကတင်ပြတယ်လေလို့ဒါအထောက်အထားရှင်ပြခိုင်းလုံးနဲ့လားဆိုလို့ရှိရင်လေဥစဉ်အဲ့လိုတဲ့သူတွေကိုဒါတိုက်မှုကြီးဆိုတက်တယ်ပြီးတော့ပြီးမှပြောလို့ရပြောတော့ပြောခြင်းတယ်တလားအဲအဲ့ဟိုကလေဟိုနည်းတက်တဲ့ဆန်တိုင်းတစ်ခုပြောပါဦးမယ် အဲ့လိုစစ်တပ်တို့ပြည်သူစစ်တပ်ကအခုနောက်ပိုင်းတိုက်ပွဲမဖြစ်ဘဲနဲ့တိုက်ပွဲဖြစ်တယ်ဆိုပြီးတော့ជីတွေအဲ့လိုဟိုဟာတွေကိုလိန်ပြီးတောင်းနေတာရှိတယ်တဲ့လိန်ပြီးတောင်းနေတာရှိတယ်အဲ့ဒါကြောင့်မို့ကောင်းတွေကဒီကောင်းတွေကိုမပြောလူဟာပေါ့နော်လူဝတိုင်းမပြီးရဘူးเนาะဒီတယောက်မှ90လောက်ပဲရှိတယ်ဗျဟုတ်လားတိုက်ပွဲမဖြစ်ဘဲနဲ့ជីဖြစ်မဖြစ်တယ်လို့လူတို့ကတင်ပြတယ်အဲ့တော့တိုက်ပွဲမဖြစ်ဘဲနဲ့အဲ့ဒီเนาะဒီလားဒီလားကျွန်တော်ပြောတယ်ဘူရဗေနာပုံနေရလေပေါ့ ဘာလို့သူတို့နောက်ဆုံးပြီးတယ်ကလည်းဥစဉ်မျိုးကိုတန်ထွားမှလို့ဖြစ်နေနော်မနေ့ကသူတို့တွေနောက်ဆုံးပြီးတယ်ဥစဉ်တို့ပြည်သူစစ်ဒီပဲဒါကြံခဲ့တယ်ကြံခဲ့တယ်နော်ဒီမှာညင်မီဆိုတော့ပြန်လာတယ်ပြည်သူစစ်တွေပဲကြံခဲ့တယ်ပြန်ကြည့်ပြန်ကြည့်ဘာလို့သူတို့နောက်ဆုံးပြီးတယ်ကလည်းဥစဉ်မျိုးကိုတန်ထွားမှလို့ဖြစ်နေနော်မနေ့ကသူတို့တွေနောက်ဆုံးပြီးတယ်ဥစဉ်တို့ပြည်သူစစ်ဒီပဲဒါကြံခဲ့တယ်ဒီမှာညင်မီဆိုတော့ပြန်လာတယ်ထက်ပြီးတော့တိုက်ပွဲပြုဘာဖြစ်ဘူးဆိုပြီးတင်ပြစရာရှိအောင်မတင်ပြဘူးနော်အဲခြေထားမှာကြာနေကိုတော်ဝင်ကိုစီယူထားတဲ့လူတွေကိုဒါပြောချင်ပါလေဗျာနော်ဒါပေမဲ့ပြည်သူတွေတနည်းက မနေ့ကပေါ့ဗျာမနေ့ကဟာညို့ခင်ဗျားတို့လို့ရေလေကလေးထားပြီးမှကိုကနောက်ဆုံးပြေးတယ်ဆိုလဲကျုပ်ကပြောမှာပြောမှာပြောမှာခင်ဗျာမပြောဘဲတော့မနေနဲ့ဦးမပြောမှာဦးစိုးစီမှာအတားဖိုင်နေရှိတယ်ပဲဘူကြီးကဘယ်လိုကံပြေးသွားလဲအေးဘူကြီးကဘယ်လိုပြန်ပြေးသွားလဲတို့ပြောက်သွားဆုံးကျန်တဲ့လူတွေလို့ပြေးသွားပြီးမျိုးကျန်ခဲ့တယ်ဆိုတော့ကျွန်တော်အဲ့ပုံစံမျိုးချိုးကြည့်ဦးစိုးရတိုက်မှုခါးပြောမှာနော် ပေါကရုံးကပြန်ချုံပဲတဲ့အရောက်လေစစ်ခွေးတွေမင်းတို့ပေါကရုံးကပြန်ချုံပဲတဲ့နော်ပေါကရုံးကပြန်ချုံပဲပေါကရုံးပေါက်ကွဲနေတာပေါကရုံးပေါက်ကွဲနေတာဘောလားရှောင်းဝင်ပြေးမယ်လက်နဲ့ချမယ်ဘောဘောလားအာမတိုင်ရဲဘူးထွက်ပြေးမယ်အညံ့ခံမယ်ဒီတန်တရားကြီးတွေကလဲနေတဲ့ဒီစစ်ကွေးတွေကြီးကနေပေါကရုံးမင်းဘာမျောလင့်နေရလဲ မင်းပါရီမျော်လင့်နေရလဲမမျော်လင့်မနေနဲ့မျော်လင့်မနေနဲ့မျော်လင့်လို့မရတော့ဘူးပေါ့နော်မျော်လင့်လို့မရတော့ဘူးအဲ့တော့အခုလေဒီကောင်ပောက်ကွဲနေတာဒါပေမဲ့တခုတတိထားမိလားပေါ့ကတော့အရင်လိုဘူးလေအာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ပောက်ကွဲလို့မရတော့ဘာဖြစ်လို့လဲဆိုတော့ရှေ့မှာဇော်ဖုံးနေတကောင်ကပြဿနာရှိတာတော့အခုဒီကောင်ပြောချင်တယ်ပြောချင်တယ်မပြောရဲဘူးဘောနော်ငါလည်းလာကုတ်သွားမယ်ငါလည်းလာကုတ်သွားမယ်ငါလည်းလာကုတ်သွားမယ်ဆိုပြီးတော့ဘောနော်ဟိုဟာ ဟိုပေါက်ကရုံမပြောရင်အရင်တော့ဆိုရင်တော့သူဒီလိုအကြောင်းတွေဆိုစိတ်တူတူနဲ့အာဘာပစ်တယ်ညာပစ်တယ်ဆိုပြီးတော့ပြောလိပြောထရှိတယ်ဗောနော်ဒါပေမဲ့အခုကတော့မပြောရတဲ့အနေထားလို့ကျွန်တော်ကတော့မြင်တယ်ဒါလောက်မှ तू ကပြန်ချုံမယ်လို့ပါလို့အဲစစ်တပ်မှာတခုရှိရစစ်တပ်ကကောင်းနေတယ် ဟိုပါတော့ဒီအဲဂျားတဲ့ကပြည်သူစစ်တို့ဒီလိုကောင်းနေပေါ့နော်ဟိုကတော့တို့ဒီလိုကောင်းနေနဲ့ဒီစစ်တပ်ကဂျားတဲ့ level တွေနဲ့မတည့်ကြအောင်ဘာလို့မတည့်လဲဆိုဒီကောင်းနေကအဲ့လိုအပေါ်ကတိုင်းမှုတွေဘာတွေနဲ့ပေါ့နော်တိပါတယ်အဲ့လိုတွေနဲ့ဟိုကဖြစ်ပါတယ်ဆိုပြီးတော့ဒီကောင်းနေအဲဂျားရဲ့ကောင်းနေစောင်းရမ်းချုံအဲ့တော့အောက်ကကောင်းနေဒီကောင်းနေမကြည်နဲ့ဘူးအောက်ကကောင်းနေဒီကောင်းနေတကယ်မကြည်နဲ့ဘူးဟိုကတော့ဒီကောင်းနေနဲ့တိတ်ပြီးတော့အဆင်မပြေဘူး ဒီကောင်လေးကလည်းဟိုနော်ပြည်သူစစ်တွေရှိတယ်ငါမှပြည်သူစစ်လက်နက်ကင်တာပြည်သူစစ်တွေရှိတယ်ငါခေါင်းဆောင်ဘာဖြစ်လဲညာဖြစ်တယ်ဆိုဒီကောင်လေးကလည်းလူဘာဝနဲ့ကြားပြီးပေါ့တော့အဲ့တော့ဒီကောင်လေးကညိတဲ့ဇက်လန်းနေပေါ့နော်အဲ့တော့ဒါကတော့ပေါက်ကတုံးကဟဲ့လားဟိုထွက်ပြေးသွားတဲ့စစ်ခွေးတွေကိုပေါ့နော်ဒေါသအတန်လေးတော့နည်းနည်းတော့ပါတယ်ဒါပေမဲ့ဒေါသလည်းအကျယ်ကြီးမထွက်ရဲဘူးအကျယ်ကြီးမထွက်ရဲပဲနဲ့ပြောနေတဲ့ဗီဒီယိုဖိုင်လေးကနေပဲကျွန်တော်တို့စလိုက်တာပေါ့ဗျာကဲအဲ့တော့နောက်တစ်ခုကိုကြည့်အောင်ပေါက်ကတုံးကဒီလောက်ထိ ပေါ့နော်စစ်သားတွေထွက်ပြေးလို့ထွက်ဟိုပါပေါ့နော်ဖြစ်ပါတယ်ဆိုမှပဲဟိုမှာထွက်ပြေးပါတယ်ဆိုမှလည်းအခုဒီမှာကြည့်နောက်တနေရာမှာထပ်ထွက်ပြေးပြန်ပြီအဲ့ဒါဘာမှလဲဆိုရင်တော့ ठी ကပလာစက္ကန်းမှာဖြစ်ပါတယ် ठी ကပလာစက္ကန်းမှာဖြစ်ပါတယ် ठी ကပလာစက္ကန်းကဟိုတနေ့ကကျွန်တော်တို့တင်းပြီးသွားပြီဟလာအာ ठी ကပလာစက္ကန်းကကျွန်တော်တို့ဟိုတနေ့ကတင်းပြီးသွားပြီကျွန်တော်တို့ဟိုဘယ်နေရက်နေရာလဲဆိုရင်အာကျွန်တော်တို့ ဟိုဇွန်နဲ့စနေရက်နေ့မွန်လွဲ3:45မိနစ်နော်အရင်တော့ဆိုစခန်းသိမ်းတိုက်ပွဲတွေဆိုရင်ကျွန်တော်တို့မနက်ဒီမနက်ဆော့ဆော့တွေညပိုင်းနေမှာပဲဟာတိမ့်ကြတာပေါ့နော်အခုကနေ့လေပဲကြီးရဝင်ပြုံးပြီးတော့နေ့လေပဲကြီးတွေကိုရနေတာပေါ့နော်တကယ်ကိုလင်းလင်းထင်းထင်းအချိန်ကာလကြီးတွေမှာဝင်သိမ်းပြီးတော့ဝင်ပြီးတော့တမနေတဲ့အချိန်ကာလလို့ကျွန်တော်တို့ပြောလို့ရတယ်ဒီဒီကပလက်စခန်းကတော့ကျွန်တော်ရောက်ခူးတယ်အာကျွန်တော်အမှပထမဆုံးဒုဘူဘွားပေါ့နော်ဒုဘူဘွားအာရှီတန်းထွက်ရတော့ အဲ့အထိကပလာဘက်ကိုကျွန်တော်ရောက်ဘူးတယ်အထိကပလာဘက်မှာကျွန်တော်နေဘူးတယ်အစခန်းကကျွန်တော်တို့ဘာလဲထိုင်းနေစမ်းနဲ့နေတယ်အနောက်ပြီးတော့ကျွန်တော်အရင်တော့ကဗီဒီယိုတွေမှာလည်းကျွန်တော်ပြောဘူးပါတယ်အထိုင်းနေစမ်းနဲ့နေတယ်နောက်ပြီးတော့ကြားထဲမှာရွာတွေနဲ့တော့နည်းနည်းတော့ဝေးတယ်ပေါ့နော်ဒိုင်းနဲ့တော့နည်းနည်းဝေးတယ်အဓိကတော့အဘက်မှာကျွန်တော်တို့ဘာလဲကျွန်တော်တို့တော်လိုင်းတက်တွေကအခုနောက်ပိုင်းတအားဟုတ်အားကောင်းတယ်အဲ့တော့အထိကပလာကဝေါ်လီဗျူဟာရဲ့လက်အောက်ခံစခန်းတစ်ခုဖြစ်တယ်အရင်တော့အမှတိုင်းတက်ရယ်တိုင်းတက်က ဟောပေါ့နော်တက်ခွဲမှုဦးစီးအဲသူကခွဲယုံတစိ့လာမသိခွဲယုံတစိ့လာတစုလာမသိပေါ့နော်အဲ့လားထိုင်နေပြီးတော့အာစစ်တပ်ဘက်ကစစ်ကြောင်းယုံတခွဲထိုင်နေနေရလို့ကျွန်တော်တို့ပြောရမှာပေါ့နော်အထီကပလာဘက်ကအခုတော့ဒီထီကပလာဘက်ကိုကျွန်တော်တို့ထီကပလာစခန်းကိုဟိုး2022လောက်ထဲကထီကပလာစခန်းကိုကျွန်တော်တို့တော်လိုင်းတက်ပြီးခဏခဏသွားပြီးတော့တိုက်နေတာအခုတော့တကယ်ရရှိသွားပြီပေါ့နော်ရရှိသွားတဲ့အချိန်မှာ စခန်းသိမ်းတဲ့အချိန်မှာတုံးစံတိုင်းပဲကုနာပေါက်ဂရုံးလို့ပေါက်ဂရုံးလို့ကျွန်တော်တို့ပြေးသလိုပေါ့နော်ပေါက်ဂရုံးတို့ဘက်ကပြေးသလိုအခုမှလည်းအားကြမခံပေါ့နော်ကျွန်တော်တို့ဒီဘက်ကလည်းပြေးပါတယ်ပြေးတဲ့အချိန်မှာကျွန်တော်တို့၄ဦးကိုတော့ဟလာသူကပြေးတာတော့စခန်းလေးကထွက်ပြေးကြထွက်ပြေးတဲ့အချိန်မှာပေါ့နော်ဒီတော်လိုင်းတက်တွေကနောက်ကနေပြီးတော့နေမြင့်ရှင်းလင်းတဲ့အချိန်မှာ၄ဦးကိုတော့ကျွန်တော်တို့မိတယ်အရှင်ဖမ်းသိပြီးတော့ပေါ့နော်ဒီကျန်တဲ့ ဒုတိယဘုံမူကြီးပေါ့နော်ဒုတိယဘုံမူကြီးဆိုတာတည်ရင်မှုလို့ဖြစ်ပါတယ်တဲမှုပါဝင်အရာရှိ၄ဦးတဲ့ပေါ့နော်အရာရှိရကအချက်20အချက်23တသား55စုစုပေါင်း40အာ2ဦးကလက်နက်36လက်နဲ့တူတဲ့ထိုင်းနိုင်ငံဘက်ကိုရောက်ရှိသွားတယ်အဲ့တော့ထိုင်းနေရာတော့ပြောတော့မှမင်းတို့ကဝင်းမှာတိုက်ပွဲဆန်ကြားပြီးသွားတယ်ငါတို့စီပြေးလာပြန်ပြီဆိုပြီးတော့တခုပဲအခုထိုင်းဘက်ကစစ်သားတွေတခုတော့ရှိရသူကမြန်မာနိုင်ငံထဲမှာသူတို့နေဆက်စကန်းနေမှာသူကဟိုတိုက်ပွဲဖြစ်ပြီဆိုတာနဲ့ဒီဘက်ကနေပြီးတော့နေဆက်စီးမှာ အသင့်ဆောင်နေရမယ်ဘာလို့လဲဆိုရောက်လာပြီဆိုတော့တခါလေဟိုဟာဖြစ်ရမှာနော်ကျွန်တော်သာထိုင်းစစ်သားရယ်ဆိုတော့မင်းတို့ကတော့ပြန်ဖို့ရတာထဲရတဲ့ရတာကျွေးရမှုကနေစောက်လို့ရှုပ်ပါရယ်ဆိုပြီးတော့အဲတခါလေတနက်နဲ့ပြန်ခြောက်ပြီးတော့မြန်မာပြည်ထဲပြန်ပြီးတော့မောင်းထုတ်ပလဲအဲ့ဒါပြီးရောဟောနော်အဲ့အမှတော့ဒီဘောနော်တော်တော်လေးတော့ရှားလိုက်တယ်အလန်းနဲ့တင်းစီရရှိမှုကအာကျွန်တော်60မမတွေပါရတယ်အာကျွန်တော်တို့ဒီ အ MG42 လို့ခေါ်တဲ့ကျွန်တော်တို့ဆက်လက်တွေရတယ်ပြီးတော့လက်နက်ငယ်တွေရတယ်လက်နက်ကြီးခဲယမ်းတွေလည်းကျွန်တော်တို့ရတယ်ပြီးတော့ဒီဟိုမှာအာဘောနော်ဟိုစစ်သားဟိုဒီစစ်ခွေးတွေအလောင်း6လောင်းလောက်ကျွန်တော်တို့ဟိုတွေ့ရတယ်ဆိုပြီးတော့ပြောတယ်ဗောနော်အဲ့တော့အာသူကဘောနော်သူကဒီတိုက်နေတာတော့ကြာပြီဗောနော်ဒီစခန်းကတိုက်နေတာတော့ကြာပြီဒါပေမဲ့အခုမှပဲတင်းစီရမိတာဗောနော်အဲ့တော့ဟို ဒီအချိန်မှာတော့ပြောရမယ်ဆိုရင်တော့စစ်တပ်ရဲ့စခန်းတွေကအခုအချိန်မှာထပ်ပြေးမယ်ဆိုတာကြီးပဲထပ်မပြေးတဲ့စခန်းမရှိတော့ဘူးပေါ့နော်ဟိုကျွန်တော်မျက်စောဖျားလက်ထက်ကအဲအဲအဲအကြောင်းကျွန်တော်တခါပြောဘူးကလေမပြောတော့ဘူးအဲ့တော့ကျွန်တော်မှားပြောလို့ကျွန်တော်အောက်ကနေပြီးတော့ဝင်မန့်ကြသည်ဟုတ်လားဒါအခုလေမျက်စောဖျားလက်ထက်ကလိုပဲပေါ့နော်ကျွန်တော်လူမသေးဘူးတဲ့အိမ်မဟုတ်တော့အခုကစစ်သားထပ်မပြေးဘူးတဲ့စခန်း ရှိရလိုက်ပြစမ်းပါဆိုပြီးတော့ကျွန်တော်ပြောရမယ်အခြေအနေဖြစ်နေပြီပေါ့နော်အဲ့တော့ဒါကတော့သတင်းတစ်ခုပါအဲ့တော့နောက်ဆုံးတစ်ခုပါနော်နောက်ဆုံးတစ်ခုကတော့အာငိမ့်ငိမ့်ရေးမလို့ခြင်းလို့တိုင်းပြည်မှာလက်နက်နဲ့အတင်းအဓမ္မအာချင်းချောက်ပြီးအုပ်ချုပ်ခြင်းနဲ့စစ်တပ်ကြီးကဘာရီမျော်လင့်နေရဘယ်ငိမ့်ငိမ့်ရေးကိုမျော်လင့်နေရလဲငိမ့်ငိမ့်ရေးဟာနိုင်ငံရေးကစားွက်တစ်ခုဆိုတာကျွန်တော်တို့ကောင်းကောင်းကိုမြင်ကြည့်လို့ရပါတယ်အခုလဲ နေပြီးတော့มาပေါ့เนาะနေပြီးတော့ကမင်္ဂလာသီရိဟိုတယ်มาတဲ့ကျွန်တော်တို့3ရက်တိုင်တိုင်အာပေါ့เนาะတို့လုံမယ်ဆိုပြီးတော့ပေါ့เนาะအာဒီဘဲကလုံလဲဆိုတော့တို့ဖွဲ့ထားတာပေါ့ဗျာမျိုးသားစီလုံးညီညွတ်ရင်းနဲ့ငင်းငင်းဖော်ဆောင်မှုညီနိုင်ကော်မတီတို့ပါလို့ပေါ့เนาะတို့စီကစစ်ခွေးတွေဥသိပြီးတော့ကျွန်တော်တို့ဖွဲ့ထားတဲ့ကော်မတီပေါ့ဗျာဒီကော်မတီတွေကိုကျွန်တော်တို့ကတို့ပြောတဲ့ peace forum နဲ့ peace forum ပေါ့เนาะငင်းငင်း forum မင်းရဲ့ဖူရန်ဆိုပြီးတော့သူကခေါင်းစဉ်တက်တယ်2025ပေါ့နော်အဲ့ဒါကိုခေါင်းစဉ်တက်ပြီးတော့သူက UWS ရလည်းတက်တယ်လို့ပြောတယ် UWS ရတက်တယ်အဲပြီးတော့ SSPP ရတက်တယ် NDA ရတက်တယ်နောက်ပြီးတော့ဘာလို့ပအိုးဘက်ကဘုံမူကြီးခွန်အုပ်ကတို့ပေါ့နော် DGB ရတက်တယ်နောက်ပြီးတော့ NMSP ရတက်တယ်ပြီးတော့ LD ရတက်တယ်နောက်ပြီး KNU KNL PC ရတက်တယ် ALB ရတက်တယ်ဟောနော် ။နောက်ပြီးတော့တရုတ်တို့ထိုင်းတို့ပေါ့နော်ကျွန်တော်တို့အာရုရှားနဲ့အိန္ဒိယကသူတွေတက်တယ်ပေါ့နော်။အဲ့တော့မင်းရောက်လာဒီပွဲကိုသူကလုတ်ချင်လို့လို့သူကဟိုဘီလာရုမသွားခင်ကိုဒီပွဲကိုတက်ပြီးတော့စကားတွေပါတယ်အောင်ပြောသွားတယ်။ပြောသွားတယ်လည်းပောက်ကြရတယ်ယူပါထုံးတဲ့တိုင်းပေါ့နော်။သူတို့ကပဲဟိုမေတ္တာရှင်ရေလိုသူတို့ကပဲငញ្ញញ៉ៃတွေကန်လန်းထားတယ်ငញ្ញញ៉ៃမလို့ခြင်းနဲ့အဖွဲတွေကပဲလာပြီးတော့ဟိုမှာမဖြစ်သလိုဒါပေမဲ့ကျွန်တော်တို့တစ်ခု မြင်ကြည့်ရမှာပေါ့နော်တခုမြင်ကြည့်ရမှာဒီကောင်းလေးအာပထမဒီဥစ္စာကိုသူက3လတစ်ချိန်လုံမယ်ပေါ့နော်3လတစ်ချိန်လုံမယ်ဆိုပြီးတော့သူတို့လှုပ်ထားတာအခုကဒုတိယအချိန်လို့ကျွန်တော်တို့ပြောလို့ရတယ်အာသူတို့က3လတစ်ခါလုပ်ဖို့ပလန်ချထားတာပေါ့နော်ဆိုတော့အခုကဒုတိယတစ်ခါအာဒီမှာအဓိကထားပြီးဆွေးနွေးမှာလာမယ့်ရွေးကောက်ပွဲပေါ့နော်မင်းအောင်လည်းပြောပြရည်ဒီကောင်း January မှာအာသူရွေးကောက်ပွဲစလုပ်တော့မယ်ဆိုပြီးတော့ဒီနေ့မှာလည်းပြောရတယ်ပေါ့နော်အဲ့တော့ ဒီမှာရွေးကောက်ပွဲကို data လိုက်ဘယ်လိုလုပ်မလဲပြောချင်တာကဒီတိုင်းသားသူတို့ ਨੇ အစဉ်ပြေတဲ့အဖွဲတွေပေါ့နော်ဒီအစဉ်ပြေတဲ့အဖွဲတွေဒီကောင်ဟိုတလောကကျိုင်းတုံဘက်ကိုသွားပြီးတော့ကျွန်တော်တို့ကျိုင်းလုံဘက်ကိုသွားပြီးတော့မှ NDA တို့ WWSA တို့ ਨੇ တော်တော်လေးကိုဆက်ဆံရေးကောင်းလာတာကျွန်တော်တို့တွေ့ရတယ်ဝါဝါတို့ဒီ NDA တို့ကလည်းဆက်ဆံရေးသူ ਨੇ အာတော်တော်ဟိုဟာတော်တော်လေးကိုကောင်းအောင်လှုပ်လာတာကိုကျွန်တော်တို့တွေ့ရတယ်ဒါတခုကတော့ကျွန်တော်တို့မြင်ရတယ်ဗောနော်အဲ့တော့ဟို အခုတစ်ခေါက်မှလည်းဒီဘွဲကိုဒီကသူတွေကိုပအောင်ဖိတ်တယ်ပေါ့နော်ပအောင်ဖိတ်ပြီးတော့ဒီဘွဲကိုနေပြီးတော့မှအခုလုံနေတယ်အဲ့တော့မင်းအောင်လိုင်းကိုယ်တိုင်လည်းဒီနေ့စကားပြောပါရတယ်နောက်ပြီးတော့ဘီလာရုကိုဒိုးပါတယ်ပေါ့နော်ပြောရမယ်ဆိုတော့ဒီခေါက်ကတော့အခုရသမျှဥစ္စာကိုတော့အကုန်လုံးလိုက်လုံနေတာပဲဒါကတော့ကျွန်တော်တို့မြင်ကိုမြင်ရမယ်အချောင်းတရားတစ်ခုပေါ့နော်အဲ့တော့ရွေးကောက်ပွဲလည်းသူတို့ကမဖြစ်ဖြစ်အောင်လုံမှာဖြစ်တယ်ပေါ့နော်အဲ့တော့ ဒီမှာအဒီ UWS UWSA တို့ NDA တို့ SSP တို့ကတကယ်တမ်းတော့ NC မထိုးတာအောင်เนาะ NC မထိုးတာတဲ့အဖွဲ့တွေဒီအဖွဲ့တွေကိုပါသူကဖိတ်တာပေါ့เนาะပြောချင်တာကဗျာစစ်တကကောင်တွေကိုကျွန်တော်တို့ကလုံးဝကြီးလဲ short တော့လို့မရသေးဘူးသူတို့ကအတိုးအ short တွေနဲ့ဘလို့တွေနိုင်ငံကြီးညှိနှိုင်းမှုတွေလှုပ်လဲဘလို့တွေဟိုဟာဖြစ်လဲဆိုတာကျွန်တော်တို့ကတကယ်ကိုစောင့်ကြည့်ရမယ်အနေအထားပဲအဲ့တော့ ဟိုနောက်တစ်ခါကျရင်ဒီစကားဝိုင်းပေါ်မှာ MND တို့ဘာလို့ပါဆွဲခေါ်မလား TNL တို့ဘာလို့ပါပေါအောင်လုတ်လိုက်မလားဆိုတာတော့ကျွန်တော်ဆက်လက်စောင့်ကြည့်အောင်ပြောရမယ်ဆိုမမာတဲ့သူကတော့ပါမှာပဲအဲ့တော့ကျွန်တော်တို့ကကိုယ့်အလုပ်ပဲကိုလုပ်ရမှာဒါပေမဲ့ကျွန်တော်တို့ကဟိုတီအန်အယ်ဆိုရင်တော့ချင်းတည်မလာဘူးဗျာအဲ့တော့လုံးဝချင်းတည်တီအန်အယ်ကချင်းတည်မလာဘူးတီအန်အယ်ကအခုချိန်မှာလဲသူကသူတိုက်နေတယ်သူမရရအောင်ခံတိုက်တီအန်အယ်အေးအေးလုံးဝမလာဘူး PA လုံးဝလာမှာမဟုတ်ဘူးဒါကလုံးဝချင်းတည် ောက်ပြီးတော့ဟိုကျန်တဲ့အဖွဲတွေပေါ့နော်အဲကျန်တဲ့ဟိုကျန်တဲ့အဖွဲတွေလည်းကျွန်တော်တို့တော်လှန်ရေးမှာဒီဟိုပြည်သူနဲ့အတူပြည်သူလူလူရဲ့ရှေ့ကနေပြီးတော့မမမမရက်ပြီးတော့တိုက်နေတဲ့အဖွဲတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဟို ပြောနေတာကသူကဒီလိုမျိုးငိမ့်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 ရင်းနဲ့ဖိတ်ခေါ်ပြီးတော့သူကလှုပ်ချင်တာကရွေးကောက်ဝဲလုံမယ်။အပြီးရင်တော်လန်ကြီးကိုဥကျူအောင်လုပ်။အဓိကကဗျာတော်လန်ကြီးကိုသူကဘာလို့ဥကျူအောင်လုပ်ချင်လဲဆိုဒီတိုင်းသားအဖွဲ့တွေကိုသူကထိန်းချုပ်နိုင်ရင်သူ့ဘက်မှာပါလာပြီ။ဒါမှမဟုတ်သူနဲ့ဆွေးနွေးပွဲတွေလုပ်နေပြီဆိုရင်ပြောရမယ်ဆိုတော်လန်ကြီးအဖွဲ့တွေအာရှိတဲ့နဲ့ဆက်ဆက်နေမြေတွေဘာတွေမှာရွေးကောက်ပွဲတွေဘာတွေလုပ်ဖို့ကိုသူကဥတီတယ်။အပြီးပြီဆိုတာနဲ့သူတို့ သူတို့ ਨੇ ပေါ့နော်ဒီလိုဆွေးနွေးနေတဲ့အချိန်မှာတော်လှန်ရေးဖွဲ့တွေကိုအင်အားနဲ့အောင်လုပ်မယ်အဲဒါကသူတို့ရဲ့အကြံအစီပဲဟုတ်ကျွန်တော်တို့ကလုံနိုင်သမျှလုပ်ဖို့လုပ်တယ်ဒါပေမဲ့တကယ်တမ်းကျတော့ကျွန်တော်တော်လှန်ရေးဘက်မှာလည်းအော်ဘောနော်နေမီဒေတာတွေကအများကြီးပါအခုတကယ်တမ်းတက်လာတဲ့ UWSC လို့ NDA ကိုကြတော့ဟိုပြောရမယ်ဆိုသူတို့ကငကိုတွေကဒီတော်လိုင်းအစမှာတွေကပါလာတဲ့သူတွေမဟုတ်ဘူးငကိုတွေကသူတို့နေမီတွေမှာတရုတ်နဲ့နှီးဆက်ပြီးတော့ငိမ့်ညံ့အောင်လုပ်နေတဲ့အဖွဲ့တွေလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ အာ SSPP ဆိုလဲထိုးနီးလကောင်းမယ်စစ်တပ်နဲ့တိုက်နေတာမဟုတ်ဘူးအခု TNL နဲ့ပါနည်းမြေလူနေတယ်ချနေတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေတွေကျွန်တော်တို့တွေ့ရအဲ့တော့ဟိုကျွန်တော်ထင်တာတော့ MND ဟိုတော့မှတရုတ်ရဲ့ဖိအားနဲ့ဘာတွေလုပ်ပြီးခေါ်မလဲဆိုတာကျွန်တော်တို့ကြည့်ရမယ် MND ကတော့ကျွန်တော်ထင်တယ်လာဖို့ကတော့ခဲတော့ခဲရင်းပါတယ်ဒါပေမဲ့နောက်တစ်ခေါက်ဒီကောင်လေးနောက်၃လတစ်ခါလုံးမဲ့ ဥစ္စာမှာတော့နောက်ထပ်အဖွဲ့တွေကိုပေါအောင်ဘယ်လိုတွေထပ်စီးယုံလဲဆိုတာတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ရမယ်။ဒါပေမဲ့တကယ်တမ်းတော်လှန်ရေးကိုရှေ့ရှုထားတဲ့အဖွဲ့အစည်းတွေဥပမာ TNL လေးတို့ပါတို့အပြတ်အသတ်ကိုကြေညာထားတာပေါ့။အဲ MND ကတော့ကျွန်တော်တို့ဟို100%ကြီးကျွန်တော်တို့ယုံကြည်လို့မရဘူး။ဒါပေမဲ့ပေါ့နော်ဟို MND ကိုတော့ဒီလိုပွဲတွေကိုနောက်ကြရင်တော့ခေါ်နိုင်ဖို့သူတို့စ조사မယ်လို့ကတော့ကျွန်တော်တို့ထင်တယ်။အဲ့တော့ဒါပေမဲ့ဒီကောင်လေးကတစ်ဖက်ကခေါ်တဲ့အချိန်မှာ SSE ပေါ့နော် SSE အာကျွန်တော်တို့ ဟို RCSS ပေါ့နော် RCSS ကျွန်တော်တို့ရွှေစစ်တုအဖွဲ့မတက်ဘူးရွှေစစ်တုအဖွဲ့မတက်ဘူးပေါ့နော်အဲ့တော့မင်းရောက်လဲဒီပွဲကိုသူကဘလောက်တောင်ဖြစ်စီခြင်းလဲဆိုရင်ပေါ့နော်ဒီဘီလာရုကိုသွားဖို့ကိစ္စကိုတော့မှပေါ့နော်ဒီ သွားမဲ့ဥစ္စာတော့မနှစ်ပိုင်းရောက်အောင်တက်ပြီးတော့ဒီဘွဲမှာမိကုံးပြောသွားဟိုပေါ့နော်ဒီမှာဒီကောင်ပြောသွားတဲ့ဇာခါတွေရာလဲတကယ်တမ်းကျတော့အည်မရအဖက်မရတယ်ပေါ့ထုံးတန်တိုင်းသူကောင်းချောင်းပဲပေါ့နော်အဲ့တော့တကယ်တမ်းကျတော့ဖြစ်ရမှာကငိမ့်နေရတကယ်လူလားတယ်ဆိုရင်တကယ်တိုက်နေတဲ့သူတွေနဲ့ဇာခါပြောနိုင်မှုသူတို့စ조사ဒါပေမဲ့ဒီကောင်ဒီဘက်ကအဲ့လူတွေနဲ့စကားပြောဖို့ဘယ်တော့အခါမှအစီအစဉ်မရှိဘူး။ဒါကပြောပြောချင်တာကငင်းငယ်ရေးကိုသူတို့တကယ်မလူချင်ဘူးဆိုတဲ့အကြောင်းတရား။တကယ်တမ်းငင်းငယ်ရေးလူချင်တယ်ဆိုရင် ဒီတိုက်နေတဲ့အဖွဲ့တွေနဲ့သူစကားကိုရှားအောင်ပြောရမယ်အနေထား။ဒါပေမဲ့အဲ့လိုပြောဖို့အတွက်ကိုသူလုံးဝမကြိုးစားဘူး။ဟုတ်ပါတော့။အဲ့တော့တကယ်တမ်းကျတော့ peace တော့လို့သာပြောတာပါ။ peace တော့မဟုတ်ပါဘူး။ဒီကနေပြီးတော့ငင်းငင်းအတွက်အဖြေရှာနိုင်ပါလဲမဟုတ်။အပွဲတွေလုတ်ပြီးတော့ဟောတော့ပတ်စံတွေကုန်တာပဲအဖတ်တင်မယ်။မြန်မာနိုင်ငံရဲ့ငင်းငင်းရေးကတော့စစ်တပ်ရှိနေသေးတယ်ကျွန်တော်တို့လုံးဝမရဘူးဆိုတာတီကိုတီကြတယ်လို့ကျွန်တော်တို့ပြောရမယ်။ဟောတော့ဘာပဲဖြစ်မရောက်လိုက်ဟာသူစစ်တပ်အားနေလာတာတီတယ်။ အခုရှေ့မှာကျွန်တော်တို့မြင်တာမဲရောက်လာတဲ့စစ်တပ်ကဘယ်နေရာမှာဖြစ်ဖြစ်ပြေးနေတာဒါကိုကျွန်တော်တို့မြင်နေရတယ်ဘယ်နေရာမှာဖြစ်ဖြစ်ပြေးနေတဲ့ဒီစစ်တပ်ကိုဘောနော်ဒီစစ်တပ်ကိုသူကအပြည့်ဝအားကိုလို့မရတဲ့အခါမှာတစ်ဖက်ကလည်းနိုင်ငံကြီးအရာဘောနော်ဟိုအပြည့်ကိုတစ်ခုပြီးတစ်ခုရှာပြီးတော့ဘောနော်တော်လန်ကြီးကိုကြန့်ကြောက်အောင်လုပ်မယ်တော်လန်ကြီးကိုအချိန်ဆွဲမယ်အဒီလိုမျိုးဒါပြီးတော့တော်လန်ကြီးကိုအားနည်းအောင်လုပ်မယ်တစ်ဖက်မှာလည်းစိန်ဝန်းကွဲပြားမှုတွေတချို့စာတွေကိုရအောင်လုပ်ပြီးတော့သူတို့လိုချင်တဲ့အရာ အခုဆိုလည်းရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်မယ်အဲ့တော့ကျွန်တော်တို့တော်လန်ဤဘက်ကဘလို့တွေတုံ့ပြန်ကြအောင်လဲဒါကလည်းကျွန်တော်တို့မြင်အောင်ကြည့်ရမယ်ကိစ္စတစ်ခုလို့တော့ကျွန်တော်ကတော့ပြောချင်တယ်ဗောနော်အဲ့တော့ဒီနေ့အာဗောနော်ဟိုအာပြောချင်တဲ့အကြောင်းအရာတွေကတော့တလောက်ပါပဲအာဒီနေ့ပြောရတဲ့အထဲမှာတော့အဓိကတော့ထွက်ပြေးနေတဲ့စစ်သားတွေရှိတယ်လို့ထွက်ပြေးနေတဲ့စစ်တပ်ကြီးကိုမယုံရဲတော့တဲ့မင်းအောင်လိုင်းတို့ရဲ့ ပေါ့နော်တစ်ဖက်ကလှည့်ခွက်တည်နေအချောင်းလျားတွေကိုဆက်ဆက်ပြီးတော့ကျွန်တော်အမြင်နဲ့ပြောသွားတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုတော့ဒီလောက်နဲ့ပဲကျွန်တော်ရန်နာချင်ပါတယ်တော်လန်ပြည်သူများအားလုံးစိတ်လက်ကြည်သာသွားနဲ့တနေ့တာကိုဖြတ်သန်းနိုင်ကြပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ